တခါတော့ငါလေသမားကြီးတို့မှမီးအိုလေးတကောင်ရှိတယ်။တနေ့တော့မီးအိုကလေးကလေသမားကြီးရဲ့ channel ကရေရင်းပြတ်ထဲကိုမတော်တဆပြုတ်ကျသွားတယ်။အဲ့ဒီအချိန်မှာမီးအိုကလေးကကြောက်လန့်တကြားနဲ့អော်တော့တာပေါ့။အဲ့ဒါနဲ့လေသမားကြီးနဲ့သူ့ရဲ့အိမ်နီးနားချင်းတွေကလေရေရင်းနားကိုရောက်လာပြီးဘလို့ကဲရမလဲလို့ဝိုင်းဝန်းစဉ်းစားကြတယ်။ဒါပေမဲ့မီးအိုကလေးကအိုလဲအိုနေပြီးကဲထုတ်ဖို့ကလည်းအရင်ခက်ခဲလို့နဲ့အခါကျတော့လေသမားကြီးကမကဲတော့ဘူးဆုံးဖြတ်ပြီးလက်လျှော့လိုက်တော့တယ်။ပြီးတော့ရေရင်းပြတ်ထဲကို လည်းမြေဖို့ပြစ်ဖို့စိတ်ကူးထားတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့တခါလဲလုံးမယ်ဆိုတဲ့အတွင်းနဲ့မြေတွေအမိုက်တရိုက်တွေကိုဝိုင်းဝန်းပြီးပြစ်ချကြပါတော့တဲ့ခဏအကြာမှာတော့မြေဦးကလေးရဲ့အော်တန်ကရက်သွားတာကိုလည်းဓမ္မကြီးကတတိထားမိပြီးရေတွင်းထဲကိုငှုတ်ကြည့်လိုက်တဲ့အခါမှာအော်စရာတစ်ခုကိုသူမြင်တွေ့လိုက်ရတယ်။အဲ့ဒီအရာကတော့မြေဦးကလေးကမတည်တဲ့အပြင်သူ့ကိုယ်ပေါ်ကကြလာတဲ့မြေသားမြေဆိုင်တွေကို ခါချလိုက်ပြီးအဲ့ဒီမြေတွေပေါ်ကိုနင်းတက်လာတာကိုသူတွေ့လိုက်ရတယ်။မြေကြီးတွေပိုကြလာလေးလေးမင်းအိုကလေးကခါပြီးတော့ပို့ပြီးမြင့်တဲ့နေရာကိုတက်လာလေးပဲဖြစ်ပါတယ်။ဒီလိုနဲ့မြေကြီးတွေကိုနင်းကတဆင့်ချင်းတက်လာရင်ရေရင်းဝါနာလဲရောက်ရောမြေအိုကလေးကခုန်ထွက်ပြီးလွတ်မြောက်သွားပါတော့တယ်။လေသမားကြီးကလည်းသူ့ရဲ့မြေအိုကလေးကိုပြန်တွေ့တော့အရန်ကိုပျော်ရွှင်သွားတာပေါ့။ပြီးတော့မြေကလေးရဲ့ကြောကိုလည်းနွံ့ညံ့စွာပုတ်သိပ်ပေးလိုက်တယ်။ဒီပုံမြေလေးရဲ့သင်ခန်းစာကိုကြည့်ခြင်းအပြင်သားတို့သမီးတို့လည်း ဘဝမှာကြုံလာရမယ့်အခက်ခဲတွေအနောက်အရှက်တွေကိုစိတ်တမကြားပဲအဲ့ဒီအရာတွေကိုလေကတိတဖွယ်ကြောင်းလဲပစ်ကအသုံးချနိုင်ရင်အောင်မြင်မှုဆိုတဲ့ဘန်းတိုင်းကိုအလွယ်တကူရောက်ရှိမှာဖြစ်ပါတယ်ဆိုတဲ့အရာကိုပြောကြားခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်